နန်းစီတဲ့နေကိုအေးယူမယ်ဆိုတဲ့နေရာမှာမရှိမလင်းနေဖြစ်တာပေါ့နော်ဒီနေ့ပဲခင်ဗျညောင်ဦးမှာတတ်မူလာတန်းကြောင်းအောင်နဲ့သူ့ယောက်ျားကိုတားရည်သမီးတွေရှိမှာပဲအင်းရှိကိုဆွဲထုတ်ပြီးတော့ကတ္တနနဲ့ပြစ်တတ်သွားတယ်အကြောင်းဖွင့်လို့အကြောင်းဖွင့်လို့အဲ့လိုပဲအနေအနှံ့ပါးဒီမှာကူစားဖြစ်နေပြီဆိုတော့ဒီဟာခင်ဗျာအပေါ်ကလူက policy ပဲချတာလေအောက်ကတန့်နေအခုစနေပြီပေါ့ဗျာအဲ့တော့ဘာလဲအဲ့တော့သူကအကြောင်းမဖွင့်စေချင်ဘူးလေအကြောင်းဖွင့်တယ်ဆိုဟာ ကျောင်းဖွင့်တာနဲ့ခင်ဗျာအဲ့လောက်ဒီသေတံချရလားဗျာတဘောကအဲ့လိုဟာမျိုးတွေကိုသူအဘွားကောင်းနေကောင်းနေဘာမှသိကြတော့အားမလဲဘူးဗျာအဲ့လိုတော့သူတို့တာဝန်ယူမလားကိုလောက်ပြီးညောင်းမှာသူတို့တာဝန်ယူမလားအဲ့ဒါကျွန်တော်မေးပြီး question မေးပြီးကျွန်တော် Okay ဆရာဦးချင်းမြတ်ခင်ဗျာအခုကျွန်တော်တို့ CRPH ပေါ့နော် CRPH ကပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကအကြမ်းမဖက်အာနာဖီဆန်ရေလှုပ်ရှားမှုဆန်ရာ နိုင်ငံဝန်ထမ်းဥပဒေပေါ့နော်အဲတနည်းဆိုရတော့ CDN နိုင်ငံဝန်ထမ်းဥပဒေကိုထုတ်ပြန်ပါတယ်ဆိုတော့ဒီထုတ်ပြန်ခြင်းကတော့အဓိကတော့ဒီ CDN စာဝက်ခဲ့တဲ့ဝန်ထမ်းတွေကိုဂုံပြုချီးမြှင့်မယ်အတိအမှတ်ပြုမယ်ပေါ့နော်ပြန်လဲကုစားမယ်အမှန်တရားဖော်ရေးသူတို့အတွက်ကိုဟိုစာဝက်ပေးမယ်ဥပဒေပေါ့တပြိုင်တည်းမှာပဲ तू ကဟိုစီရီယံမလုပ်တဲ့နိုင်ငံဝန်ထမ်းတွေကိုလည်းအရေးယူမယ်လို့ပြဋ္ဌာန်းထားတယ်ဒါပေမဲ့ဒီနေရာမှာအရှိမအဂျစ်တစ်ခန္ဓာကတော့စီရီယံမလုပ်တဲ့နိုင်ငံဝန်ထမ်းဆိုတာ အကျန်းဖက်အာနာသိန်းစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တဲ့ဆိုတဲ့ဟာကိုထည့်ထားတယ်။နော်အဲ့လိုစီဒီယံမလုပ်တဲ့ဝန်ထမ်းတွေကိုအရေးယူမယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။အခန်းကတော့ခုနှစ်ခန်းပါတယ်ဆရာလည်းသိပြီးသားဖြစ်ပါလိမ့်မယ်။ဆိုတော့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ဝေဖန်မှုတွေဟိုကန့်ကွက်မှုတွေတော်တော်များများကဒီရပိုင်းထွက်လာတယ်ပေါ့လေ။ဆိုတော့ဆရာအနေနဲ့ကလည်းဟိုဒီဟာမထွက်ခင်ဟို2021တည်းကဒီပေါ်မှာဆရာသုံးသက်ထားတယ်လည်းကျွန်တော်ကြားဘူးပါတယ်။အဲ့တော့အခုကဥပဒေတော့ထွက်လာပြီပေါ့နော်။ပြည်တော်စုလွှတ်တော်ကပြဋ္ဌာန်းလိုက်ပြီ။ CR page ကတည်ပြုလိုက်ပြီ။ ဆိုဒီပုံမှာဆရာရဲ့ထက်လောင်းသုံးသက်ချက်တိလို့ပါတယ်ဗျ။ဟိုဒီလိုဗျာ CDN ကိုချင်းမြင့်ဂုံပြူဒါနဲ့ပတ်သက်လို့ကျွန်တော်လုံးဝထောက်ခံတယ်အဲ့ဒါနဲ့ပတ်သက်လို့ CDN ရဲ့ဒုက္ခတွေရောက်နေတာတွေကိုလည်းကျွန်တော်လက်တွေ့မြင်တွေ့နေရတာ။ဟိုလက်တွေ့မြင်တွေ့ရတယ်ဆိုတာရောင်များဆိုတော့လူတွေကမိတ်ဆွေတွေလीအသည့်တွေလीအဲ့လိုအမျိုးတွေတဲတောင်ပါတယ်။အဲ့လိုဖြစ်တဲ့အခါကျတော့ CDN ကိုဟလာဂုံပြူတာ ဒါချီယူတာတွေကဒါကိုကျွန်တော်ကလုံးဝထောက်ခံပါတယ်ဒါမှမဟုတ်အဲ့ဒါတွေကဗျာခမကြီးကိုအာနာရလာရင်ဘယ်ချိန်မှစိုးထောက်ခံလို့ရပြီသားပဲဥပဒေတွေပြဋ္ဌာန်းနေကြတော့မလို့ဒါအစိုးရ policy ထဲမှာထက်လိုက်ရင်ပြီးပြီအစိုးရမူဝါဒထဲမှာထက်လိုက်ရင်ဟိုကောင်တော့ဝန်ထမ်းကျော်ထင်းဒီအလင်းငါကျော်တွေ့ရလူတွေရှောက်ပေးနေကြတာပဲဗျာအဲ့တော့ဒီအရည်ရ policy တွေပဲเนาะဟိုကျွန်တော်ထင်တယ်စီးရည်နေကျင့်အောင်လုံရင်းတယ်သူကအစ်စ်ထည့်ပေးလိုက်တာပေါ့ ဘာထည့်လိုက်ပြီလဲဆိုတဲ့အခါကျတော့နန်းစီတဲ့နေကိုအေးယူမယ်ဆိုတဲ့နေရာမှာမရှိမလင်းနေဖြစ်တာပေါ့နော်ဒီနေ့ပဲခင်ညောင်းဦးမှာတတ်ပြီမူလတန်းကြောင်းအောင်နဲ့သူ့ယောက်ျားကိုတားရည်သမီးတွေရှိမှာပဲအင်းရှိကိုဆွဲထုတ်ပြီးတော့ကတ္တနနဲ့ပြစ်တတ်သွားတယ်ကြောင်းဖွင့်လို့ကြောင်းဖွင့်လို့ပေါ့အဲ့လိုပဲအနေအနှံ့ပါးဒီမှာကိုစဖြစ်နေပြီဆိုတော့ဒီဟာခင်ဗျာအပေါ်ကလူက policy ပဲချတာလေအောက်ကတန့်နေအခုစနေပြီပေါ့ဗျာအဲ့တော့ဘာလဲ ဲ့တော့သူကကြောင်းမဖွင့်စေချင်ဘူးလေကြောင်းဖွင့်တယ်ဆိုဟာကြောင်းဖွင့်တာနဲ့ခင်ဗျာအဲ့လောက်ဒီသေတံချရလားဗျာတဘောကအဲ့လိုဟာမျိုးတွေကိုသူအဘွားကောင်တွေကောင်တွေဘာမှသိကြည့်တော့အားမလဲဘူးဗျာအဲ့တော့သူတို့တာဝန်ယူမလားကိုလောက်ပြီးညာဦးမှာသူတာဝန်ယူမလားအဲ့ဒါကျွန်တော်မေးပြီး question မေးပြီးကျွန်တော်နော်နောက်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကဒီ NaN CDN နဲ့ပတ်သက်လို့2021တည်းကကျွန်တော် NU ထောက်ခံနေရတယ်ကျွန်တော်သူတို့ကိုအသုံးသက်အကြံပေးနေရမှာ တော့အပြုသဘောနဲ့ပြောခဲ့တယ်သောရောဆိုဝိဇောကအရေးယူရမယ်သူစပြောတာသူစပြောတာဟဲ့လားအဲ့တို့မလုပ်နဲ့ခင်ဗျားတို့စီယုံကြီးလည်းပြက်ကုန်ပဲပြီးတော့ဒီလိုမလုပ်ရဘူးလေကျွန်တော်တို့ကဝန်နဲ့29လောက်လာတာအဲစရေးစကြီးကလည်းအရာရှိတွေနှစ်ပေါင်းများစွာလောက်လာတာဆန္ဒပြပွဲတိုင်းမှာလည်းပါတယ်ကျွန်တော်ဆိုလို့ချင်း60 9 60ကွန်တရုတ်ဘက်မှာဟိုဟာတွေကဆန်ပြတနာတွေကအဲ့ဒီမှာပါတယ်69ပါတယ်ဆန္ဒပြပွဲတိုင်းပါပြီမပါတဲ့ စနပ်ပြောပဲကိုမရှိဘူးဗျာ84 85အေးလဲယူခံရတယ်ထောင်းလဲချခံရတယ်အဲ့လိုလို့လာတဲ့ခါကျတော့ကျွန်တော်တို့ကဝန်ထမ်းတွေဘောရဘူးကျွန်တော်တို့ကတိတာဘောဝန်ထမ်းတွေပါတာပဲစနပ်ပြဆိုပါတာပဲသူကလာတာထုတ်ဖို့ပြန်ရုံးတရသေးတယ်လေမိဘကလှုပ်ကြရသေးတယ်မိသားလားမူသေးတယ်အားလုံးကလူမျိုးပြိုနေမှုကြည့်မိဘကြီးလှုပ်ကြရတယ်သားသမီးတွေကြောင်းထားသေးတယ်ပါဆိုတော့အဲ့တော့အမ88တောင်းလဲဒီလိုပဲ88ကြီးဖြစ်ခါတဲ့ခါဆိုတော့ကျွန်တော်တို့ရုံးမှာဝန်ထမ်း300ကျော်လောက်ရှိတယ် ကျွန်တော်မှတ်မိတဲ့ခေါ်လဲကျွန်တော်တယောက်ပဲမယုံမတက်တော့တာကျွန်တော်လူရထုတ်ပြခံရတဲ့လူတော့15လောက်ရှိတယ်အစိုးရထုတ်ပြတာကျွန်တော်လူအခုယုံမြတ်တက်တယ် ADD မှာအကုန်တက်တာပဲကျွန်တော်တို့ယုံနေမှာအကုန်လို့ရှိသမှယုံနေပြန်တက်ကြတာပဲခင်ဗျာအခုကြတော့မှာဗျာခင်ဗျာခုနှစ်ရက်တွင်အစိုးရပြုတ်ကြမယ်ဟလာမပြုတ်ကြလို့ချင်းပြောလို့ပြောနေနိုင်ပြောဆိုပြီးတော့ခင်ဗျာအဲ့လိုစည်းယုံပြီးတော့အတင်းအတင်းဆန္ဒပြခိုင်းတာအထောအဆိုးဆုံးကတော့ကမူလာတန်းကလေးတွေကကလေးတွေကစာမူဂျူဝါစာကြောက်မတက်နေတော့အတက်ရင်ပဲရန်သူကိုဖြစ်နေတာပေါ့ အလွန်ကြုံနေလောက်တာပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်ဗျာကျောင်းသားတွေကျောင်းမတက်ရဘူးအဲ့လိုမျိုးတွေပါဗျာကျွန်တော်တို့88ကျွန်တော်ကျွန်တော်ပြောပြောမုံမျိုးဆိုဖြတ်တန်းလာမျိုးမျိုးဆိုဖြတ်တန်းလာတခါမှကြောင်းမတက်နေလို့လည်းမပြောဘူးเนาะအဲ့လိုကြောင်းတက်တဲ့ကောင်ရန်သူလို့လည်းမပြောဘူးခလေးတွေလည်းမတက်နေလို့ပြောပါဘူးညာဘယ်သူမှပြောဘူးဘယ်နိုင်ငံသမားမှလည်းပြောပါเนาะအဲအဲ့ဒီလိုဖြစ်လာတာမို့လို့ကုလပဲပြောတော့ပြောတယ်အပါလဲခင်ဗျားတို့စက္ကစာကိုပူပေါင်းပူပေါင်းနေလူတွေအားပေးတဲ့လူတွေပဲအရေးကြီးပဲဆိုအဲ့ဒါဘယ်လိုအဓိပ္ပာယ်ဖွက် ဘလို့အဓိပ္ပာယ်ဖွက်ဥပဒေသူကတိကျတယ်ရှင်းလင်းရတယ်ပြတ်သားရတယ်နှစ်ခွအဓိပ္ပာယ်မထွက်အောင်လိုတစ်မျိုးမလိုတစ်မျိုးဖြစ်အောင်အဓိပ္ပာယ်မဖွင့်ဆိုရဘူးလေဖွင့်ဆိုလို့မရဘူးအဲအဲ့ဒီသဘောရှိတယ်ဥပဒေကတိကျမှရှင်းလင်းရအဲအဲ့ဒီသဘောရှိတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ခင်ဗျာကိုကအာနာဘလောက်ရှိလို့အာနာတီးနေပြီလဲဗျာအာနာရှိမှအာနာတီးတာရခိုင်မှာအာနာရှိတယ်တိတ်တယ်အမိတ်ကေအေးမှာလဲသူ တင်ကြနေရမယ်အာနာတီတီအန်ဒီသူရောက်တဲ့နေမှာအာနာတီ MND သူရောက်တဲ့အာနာတီတဲ့ချင်းသူရောက်တဲ့နေမှာအာနာတီတဲ့ကရင်သူရောက်တဲ့နေမှာအာနာတီတဲ့အဲ့လိုကိုကအာနာဘလောက်တီပြလဲဒီအကြီးထုတ်အောင်ဘလောက်လောက်ကိုကစိုးမိုးထားနိုင်ပြီလဲဆိုတော့လက်ချောင်းရည်ကြီးလို့ရတယ်လက်လက်ဝါးထောင်းကြီးလို့ရတယ်ဆဲချောင်းမပြည့်ပါဘူးဆဲချောင်းမပြည့်သေးပါဘူးကိုကိုပိုင်စိုးနေတာလေအဲ့ဒါဘာဖြစ်လို့အဲ့ဒီလောက်ကြီးစီယုံပြပြားစီမဲ့ဟာလေလောက်ရလဲဆိုတော့ ကျွန်တော်မူအားဖြင့်ခုတွင်မဟုတ်2020နှစ်တည်းရခဲရလောက်ကြာခဲရမိုးကြရွှေကိုလေညွန်ကျုပ်တွေခဲရစူစီဒီအန်လောက်ကြတယ်ဆိုမှာခု policy ချမှတ်တဲ့လူတွေကခဲဝန်ထမ်းလောက်မှုတဲ့လူတွေမဟုတ်ဘူးခဲညွန်ကျုပ်တို့ဘာလို့ဆိုတော့မိုးဝါကြလာတယ်ဇော်ဝင်စိုးတို့ဘာလို့ဆိုတော့ညွန်ကျုပ်ဆိုတာအပေါ်ကကြလာတာအောက်ကတက်တာမဟုတ်သူတို့နားမလည်ဘူးအဲ့ဒါလေဟိုကျွန်တော်ဆရာကြီးလေးစားပါတယ်ဆရာကြီးကအများကြီးစူးစမ်းတာရှိတယ်ဒါကတက္ကနာပေါ့ဒီ policy ချမှတ်တဲ့နေရာမှာတော့သူအထီးကပါတယ်လို့ကျွန်တော်ယူဆရတယ်ဒီအတွက်ကြောင့်မို့ကန့်ကွက်ရတဲ့နေရာမှာအခုမှထားကန့်ကွက်တာမဟုတ် လွန်ချစ်ခင်တဲ့စတွေကကျွန်တော်သတိပေးခဲ့တယ်။ကျင်းပြန်လို့ဆိုသတိပေးခဲ့တယ်။သတိပေးနေတဲ့ကြားတွေကဒီလိုစီယုံကြီးပြပြအောင်လှုပ်လို့ရန်သူရှိကိုတွန့်ဖို့လို့ရားနေမဲ့လူတွေကိုဟာမိတ်ဆွေဖြစ်အောင်လှုပ်ရမယ့်အစားရန်သူဘက်ကိုတွန့်ဖို့လို့ကျွန်တော်ကမူအားဖြင့်ပြောရခြင်းဖြစ်ပါတယ်လို့ကျွန်တော်တာပနမလေးပြောခြင်းပါတယ်ဗျာ။ဟုတ်ကဲ့ဆရာအဲ့တော့ဆရာအနေနဲ့ကဒီဥပဒေသမားတယောက်လေးဖြစ်တော့ဒီဥစ္စာကဥပဒေပြဋ္ဌာန်းစရာမလိုဘူးလို့ဆရာအနေနဲ့ဒါယူဆတာပေါ့နော်ဒါတစ်ချက်ဒီအချက်နဲ့တည်းဆရာဒီပုံမှာ ဟိုတစ်ခုလုံးကိုဘာမှလက်လက်ခံလို့မရတဲ့အနေဒါပေါ့ဒါပေမဲ့ဥပဒေကပြဋ္ဌာန်းပြီဆိုတော့အဲ့ထဲမှာရှိတဲ့အချက်လေးကိုလည်းနည်းနည်းဟိုသုံးသပ်ပေးစေလိုပါတယ်အဲ့ဒါတော့အခန်းလေးမှာအေးအေးယူမှုဆိုင်ရာစပါပေါ့နော်အေးအေးယူမှုဆိုင်ရာမှာဟို तू ကစီဒီယန်လောက်တာလေ तू အကန့်တန်းတယ်နော်2021ဧပြီလ30ရက်နေ့ထိပဲတဲ့အဲ့ဒီနောက်ပိုင်းအကျုံးဝင်တော့ဘူးဘူးမှဝင်လို့မရဘူးဒါပေမဲ့ခိုင်ပါတဲ့ဟိုလုံးဆောင်ချက်တွေပြနိုင်တော့စီဒီယန်လို့တတ်မှတ်မယ်ဆိုတော့ဟိုအဲ့ဒီဟာကြီးကိုပိတ်ထားသလိုဖြစ်နေတယ်လေဥပဒေကြောင်းရအဲ့ဒီပုံစံကဘယ်လိုမြင်လဲဗျာ ကျွန်တော်ကတော့အဲ့ဥပဒေကိုဟိုစီးချင်းပြောရင်တော့ဗျာဟိုတို့တုံးတရားနိုင်ငံရေးကစားတယ်လို့ကျွန်တော်ယုံကြည်တယ်ဒါဥပဒေလို့ကျွန်တော်မယုံကြည်ဘူးစစ်မနိုင်တယ်ဘူးဖြစ်နေတဲ့ခါမှာအာယုံလွှဲရတာပေါ့နော်တို့ဒီလိုလှုပ်ရဲတယ်ဘိုင်းနာဆိုပြီးတော့အဒါတတိမှမဟုတ်တာပဲဒါပြီးတော့လွတ်တော်ဆိုရလဲဗျာလူဗနယောက်ပါလဲလွတ်တော်လဲသူလွတ်တော်အခုလဲဗနယောက်ရှိသေးလို့ဘလူကထောက်ခံအဲ့ဒါကွာလဲဥပဒေပြဋ္ဌာန်းနိုင်တဲ့အာနာဟာတို့မှာဘလောက်ရှိလဲဒါလည်းလဲ question နေပါ ော်အဲ့ဒါလည်းကုံတော့မယ်အခုဒါ2026ဇန်နဝါရီ30ရက်နေ့ဆိုရင်ကုံပါပြီနော်အဲ့ဒီကုံတဲ့ခါကျနောက်ပိုင်းကျတော့တော်လိုင်းကြီးနဲ့သွားတော့တော်လိုင်းကြီးနဲ့သွားတဲ့ခါကျတော့အဲ့လိုဒီလျှောက်လုံနေလို့မရဘူးဒီတော်လိုင်းကြီးနဲ့လွှားတဲ့ခါမှာစီယုံရေးပုံစံနဲ့သွားကိုယ်စားအစိုးရကြီးတရားဆိုတော့ဟိုအစိုးရဟိုလှုပ်ရှားတယ်လို့ပထမတော့ကျွန်တော်မမြင်ပါဘူးဩသူ legislative ပဲသူလိုချင်လို့ legislative ရတယ်အဲလိုချင်လို့ဒါအစိုးရပုံစံဖမ်းတယ်လို့ကျွန်တော်ယူဆတယ် ခုကျတော့အစိုးရရဲ့တာဝန်တွေကိုထမ်းဆောင်ဆိုတာတဲ့အစိုးရအခွင့်အရေးတွေကိုအများကြီးယူတဲ့အဖွဲ့အစည်းဖြစ်နေတယ်ပေါ့အဲ့တော့အစိုးရဆိုလို့ရှိရင်ပြည်ပမှာလည်းအောင်မြင်ရမှာလည်းပြည်တွင်းမှာလည်းအောင်မြင်ရမှာပြည်ပမှာလည်းအောင်မြင်ကြဆိုလို့ကျွန်တော်တို့ကုလသမဂ္ဂမှာဦးကျော်မိုးထွန်းတပိတ်မောက်လို့အဲ့ဒီဟာကံကောင်းလို့ကျွန်တော်တို့အဲ့ဒါကုလသမဂ္ဂမှာတာမကြီးရလိုက်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့တော်တော်ဟန်ကြသွားတာအဲ့ဒါပဲကျွန်တော်ကတော့လက်တွေ့ရတော့တွေ့တယ်ပြည်ပမှာကျန်တဲ့ဟာတွေတိတ်မတွေ့ပါဘူးနော်အဲ့တော့ပြောချင်တာတော့ပါလဲဆိုတော့ ဒီဟာကိုဥပဒေတရားအနေနဲ့ထုတ်ရမယ်ကို့မှာနော်အခြေအနေကမပေးသေးဘူးအဲ့အခြေအနေမပေးသေးတဲ့အောက်မှာဒီလိုရှုပ်ထွေးစေတဲ့အောက်ခြေတွေမှာရှုပ်ထွေးတဲ့ဟာမျိုးမလုပ်သင့်ဘူးဘူအားဖြင့်ယူဆလို့ကျွန်တော်အသေးစိတ်မဆွေးနွေးချင်ဘူးနော်အဲ့ဒါမှကျွန်တော်မဆွေးနွေးတော့ဘူးခဲ့ဟုတ်ပြီဆရာအသေးစိတ်တော့ဒီထက်အချက်တွေမဆွေးနွေးလို့တော့ဘူးပေါ့နော်ဒါပေမဲ့တစ်ချက်တော့ဆရာကိုကျွန်တော်မေးလို့တာကအခုဒီထုတ်ပြန်တာက2022မှာဒါက UNCC ပေါ့နော် ဒါတပ်ပေါင်းစုကနေပြီးတော့ဒီဥစ္စာပြတ်ထမ်းဖို့ဆိုပြီးသူတို့အချက်၄ချက်နဲ့ဒါသဘောတူခဲ့တဲ့အစီအစဉ်လည်းဖြစ်တာ哦နော်တပ်ပေါင်းစုကနေလှုပ်ခိုင်းလို့ဒါဆောင်ရွက်တယ်ဆိုတာလည်းကျွန်တော်သိရတယ်ဆိုတော့အဲ့လိုဒါအားလုံးနဲ့သက်ဆိုင်နေတဲ့ဟိုလှုပ်ဆောင်ရမယ်လုပ်ငန်းတစ်ခုလိုမျိုးကျွန်တော်နားလည်တယ်သူတို့ရဲ့ထုတ်ပြန်ချက်တွေရဆိုရင်အဲ့တော့ UNCC ရဲ့သဘောတူညီမှုအပေါ်မှာဆရာပါပြောလို့လဲအဲ့ UNCC ကလည်းအခုသူ့ရဲ့ gradient ကျသွားပြီထွက်ကုန်ကြပြီတချင်းဆိုရင်ကဲရင်ဆိုထွက်သွားပြီ အမိခံထားသောအဖွဲ့အစည်းတွေနော်တကယ်ဘာမှမရှိဘူးနောက်မှနောက်ခံအင်းအားလည်းမရှိဘူးနော်လက်ဥမှုယူထားတဲ့လူချို့တချို့ဆိုလို့ချင်းတပွဲအမိခံပြီး300လောက်ပါနေအဲ့တော့အဲ့လိုအဖွဲ့မျိုးပဲပေါ့ NUG ကလည်းဘာမှအောင်မြင်အောင်လုပ်နေမှာနော်သူတို့လည်းပဲဘာမှ NUG ကိုမထိမထိနိုင်ပါဘူးနော်မထိနိုင်ပါဘူး NUG ကကိုအသုံးချသွားတာအဲ NUG ကလည်းလုံဆုံးပြတ်ထားတယ်ဆိုတာတကယ်ကျတော့ NUG ရဲ့အကြံပေးချက်တွေပူပေါင်းဆောင်ရွက်မှုတွေ NUG ကမလိုက်နာပါဘူးနော်မလိုက်နာပါဘူး NUG ကလည်းမထိသိမ်းနိုင်ပါဘူး တော်တော်လည်း300ရာရှိတဲ့အခါကျတော့ NUCC ကဆိုတဲ့သကလုံးပြန်သုံးတာလားနိုင်ငံရေးအရအသုံးချတာပဲလို့ယူဆရကြောင်းကျွန်တော် NUCC နဲ့ပတ်သက်လို့လေဥပဒေနဲ့မညီဘူးလို့ကျွန်တော်ကတော့ဒီလိုပဲယူဆပါတယ်သူတို့ကိုယ်တိုင်ကဥပဒေနဲ့ညီတဲ့အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ကျွန်တော်ဒီလိုပဲယူဆတယ်ဟုတ်ဆရာအဲ့တော့အခုလိုမျိုးဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက်ခုနကဆရာပြောသလိုဟိုကျောင်းဆရာမတူလေခုနကပြီးခဲ့တဲ့ဂျပန်ကအသက်ဖြတ်ခံရတာရှိတော့ဒီ effect ပေါ့နော်ဒီဥပဒေ effect ကြောင့်အောက်မှာလက်နက်ကင်အဖွဲ့တွေအများကြီးရှိတာဟုတ် ဆိုတဲ့အခါကျတော့ဘလို့အကျိုးဆက်တွေဆရာဖြစ်ဖြစ်လာနိုင်လဲအဲ့အတွက်ကိုဆရာဘလို့သုံးသက်ချက်ပေးခြင်းလဲဗျာဟာအကိုဘာသာကိုအဓိပ္ပာယ်တွေဖွင့်ကုန်မှာဗောကိုလောက်တာကိုတရားကြောင်းကိုအဲ့ဒီဟာနဲ့အကာအကွယ်ယူကြတော့မှာဗောတကယ်ကြတော့အဲ့လိုမဟုတ်ဘူးဒီတရားရုံးတရားမှာလीအဲ့ရလို့နေဆိုဖမ်းလာရမယ်တရားရုံးတရားမှာကိုစားဖမ်းလာရရတဲ့နဲ့တို့ရတဲ့အောင်ပြစ်တာတခေတာလीဖမ်းလာလို့မရလို့မဟုတ်ဘူးဒီဖမ်းလာလို့ရတယ်လीတို့က9ယောက်ဟိုက2ယောက်ပဲရှိတယ်တို့ကမော်တော်ဆိုင်ကယ်လေးနဲ့သွားတာလी ခေါ်တင်လာရတာပဲနောက်ပြီးယောက်ျားကိုဖမ်းကြမလို့ဘူးလေယောက်ျားပါတယ်ဆိုတော့ဒါမှလို့တခုတော့ရှိတာတော့ဗျာကျွန်တော်တို့ကဟိုရှင်းရှင်းပြောရင်တော့အဖွဲ့အစည်းတွေဆိုတာအခြေအနေတွေကလည်းအမျိုးမျိုးပြောင်းနေတော့ဒလန်လုံးလို့ဖမ်းတာလားအဲဒါမှမဟုတ်လို့ရှိရင်လည်းပဲအဲ့ကြောင်မဖွင့်နေပြောတာကိုကြောင်ဖွင့်လို့ဖမ်းတာလားဆိုတဲ့ပုံမှာလည်းပဲအဲ့ဒါအငင်းပွားကြအောင်ပါလေဒါတွေကခုံရုံးမှာစစ်မှာတိမှာဘူးအဲ့မို့ဆိုရင်ခင်ဗျာအတက်တဲ့လူဘက်ကလည်းပဲငါဒလန်ဆိုတက်တယ်ဆိုရင်ဘယ်လိုလုပ်မလဲခင်ဗျာ ။တလားဆိုလည်းတက်သေးပြလေခင်ဗျတရားဥပမာတက်သေးပြလေ။အန်ယူဂျီမှာတရားဥပဒေဖွင့်ထားတာပဲ။ဒါပေမဲ့ဒလန်ကဒလန်မလို့တက်တယ်ဗျာ။ဘာကြောက်ဖွင့်လို့မဟုတ်ဘူးဆိုတော့အားလက်ထွက်သွားဘဲလုံးတယ်။အဲ့တော့အဲ့အဲ့လိုလူတက်တီဒီဖြစ်တယ်ဆိုရင်တော့ရုံတော်ရောက်တင်တာပေါ့ဗျာ။တရားဥပဒေရောက်တင်တာ။တရားဥပမာဖွင့်ဆိုတင်တာပေါ့။ဟုတ်လား။ကိုဘသာကိုဖွင့်တယ်ကိုဘသာကိုအရေးယူမယ်ဆိုရင်တော့တက်တယ်မဟုတ်သေးဘူးလို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကလည်းပဲကဲကောင်းပါပြီဗျာ။အခုတက်သွားတဲ့အဖွဲ့စီက NUG အောက်ကအဖွဲ့စီမဟုတ်ဘူးဆိုရပါဘူး။ဟာလားဆိုလည်း NUG မှာတာဝန်ရှိရတယ်။ तू က အစိုးရအမိခန်းတာလေဝင်းကြီးတွေနဲ့ပြည်ထောင်ရေးဝင်းကြီးတွေနဲ့ကာကွယ်ရေးဝင်းကြီးတွေနဲ့ဟာတရားဥပဒေစိုးမိုးရေးကိုထိမ့်သိမ်းရင်းမှာတာဝန်ရှိတာပေါ့တပြည်လုံးပေါ်မှာတာဝန်ရှိတယ်လေခင်ဗျာအစိုးရအမိခန်းတာလေတာဝန်ရှိတာပေါ့ तू ကခင်ဗျာအခုအဲ့ကိစ္စညောင်းဥက္ကဋ္ဌဆိုစုံစမ်းနေတယ်ဖော်ထုတ်နေတယ်ပြည်သူကိုတင်ပြနေတယ်အဲ့လူတွေကိုတရားရုံးတင်နေတယ်ခင်ဗျာမင်းတို့ဘာလုပ်ရမလဲဆိုတာလက်မဆိုရင်ဒလန်နဲ့ကနကနဒီဥပဒေနဲ့ရော့ချသွားရင်ဘယ်လုံးလဲအဲ့လိုမျိုးတွေရှိတယ်ဗျအဲ့တော့ဟိုဘယ်လိုပြောရမလဲဆိုတော့ ကိုကိုနဲ့ကတရားဥပဒေကိုမထိန်းသိမ်းနိုင်တဲ့အခြေအနေမှာဒီလိုရှုပ်ချုပ်ထုတ်ထွေးပြစ်စင်ပဲဥပဒေတွေကိုယ့်ရဲ့အကျိုးကျေးဇူးကမပြတ်ထားသင့်ဘူးဗျ။အန်ယူစီစီကတော့အသုံးချခံလိုက်ရတာပါသူတို့ဟိုတုန်းကသဘောတူချလို့အခုဆိုအန်ယူစီစီကလည်းအန်ယူဂျီလုတ်တိုင်းလက်မခံပါဘူးသူတို့လည်းပဲနော်။အခုဒီပေါ်မှာသဘောထားပြီးမှဆိုရင်အန်ယူစီကလည်းသူတို့လည်းဝေဖန်လာမှာအခုဆိုအဖွဲ့အစည်းပြီးအများကြီးထင်ရှားတဲ့ပုံစံတွေအများကြီးပဲကန့်ကွက်တာ။ GSCN ကလည်းကန့်ကွက်တယ်ဘက်ကတာအဖွဲ့ချုပ်ကလည်းကန့်ကွက်တယ်တက်ကူဆရာများ ဟောကျူဆိုတာလည်းကန့်ကွက်တယ်အများကြီးပါပဲကန့်ကွက်လို့လည်းအများကြီးပဲဘလို့ပုဂ္ဂိုလ်ထင်ရှားတဲ့ပုဂ္ဂိုလ်လည်းအများကြီးပါပဲကျွန်တော်ရွတ်ပြမလို့တော့ပါ Facebook တွေမှာတက်နေတာအဲ့တော့ဒီကိစ္စကတော့ဇာနာစောနေတယ်ရိုးရိုးသားသားမဟုတ်ဘူးဒါနိုင်ငံကြီးကစားတာနိုင်ငံကြီးအကွက်ရွှေ့တာလို့ကျွန်တော်ဒီလိုပဲယုံကြည်တယ်ဗျာ ဟုတ်ကဲ့ဆရာအဲ့တော့ဆရာကဟိုဥပဒေသမားတယောက်လည်းဖြစ်တယ်ပေါ့တော့ဒီဒီလှုပ်ရှားမှုတွေမှာလည်းဆရာတောက်လျှောက်ခင်းတဲ့ချီပါလာခဲ့တယ်နိုင်ငံရေးလှုပ်ရှားမှုတွေလူမှုရေးပေါ်တွင်မှာအဲ့တော့ဒီဥပဒေပြဋ္ဌာန်းချက်ပေါ်မှာဆရာရဲ့နောက်ဆုံးသုံးသပ်ချက်ပေါ့ဒီဥပဒေပြန်ရုပ်သိမ်းတင်လားဒါမှမဟုတ်ဘလို့ပြင်ဆင်တင်လဲစသည်ဖြင့်ဘလို့မျိုးလှုပ်တင်တယ်လို့ဆရာရဲ့အမြင်ရှိတယ်နောက်ဆုံးသုံးသပ်ပေးပါဗျာသူကဥပဒေကလူလှုပ်တာပဲဗျာလူလှုပ်တာလူပြန်ပြီးတော့လှုပ်ရတာဒီဥပဒေကိုခက်တာဆိုင်ခံထားလိုက်ပြီးပြန်လဲသုံးသပ်ရရန်ရှိတယ်ကြောင်းနေနေထုတ်လိုက်လဲရတယ် အာထုတ်ပြီးသားဟာကိုပြန်ဖြတ်သိမ်းလိုက်ပြီဆိုတော့မလုချင်ဆိုင်ငံထားလိုက်အောင်ဒါကိုဆိုင်ငံထားတယ်အဲဒီကိစ္စကိုပြန်လဲသုံးသပ်ရန်ရှိတယ်ဒါမှမဟုတ်ဒါဆိုင်ငံထားတယ်ဆိုတော့အဲ့လိုထုတ်လဲရတာပဲဆိုင်ငံလို့ရတာပဲဥရေဆိုတာချက်ချင်းအာဏာတည်ရမယ်ဣဥရေဒီချက်ချင်းအာဏာတည်ရမယ်လို့အဲ့အမိစားမှာပါမယ်မထင်ဘူးကျွန်တော်အဲ့လိုယူဆပါတယ်ဟုတ်ကဲ့ဆရာအနေနဲ့တော့ဆိုင်ငံတည်တယ်လို့ဒါနောက်ဆုံးပေါ့နော်ဆရာရဲ့သုံးသပ်ချက်ပေါ့ဟုတ်ကဲ့ဆရာဦးချင်းမြေကျေးဇူးများတင်ပါတယ် CR page ကဒီနိုင်ငံဝန်တန်းပေါ့နော်စီရီယံဥပဒေအပေါ်မှာဆရာရဲ့ဥပဒေရှုထောင့်အောင်ပေါ့ ဟိုလှုပ်ရှားမှုပေါ့နော်လူလူလှုပ်ရှားမှုဘက်ကရောအခုလိုတုံးသက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ပါ